ိုယ့်ရဲ့အားနည်းချက်တွေကြောင့်မို့လို့ငွေရှာရခက်ခဲတယ်ဆိုတဲ့သူတွေရှိလားကို့မှာအားနည်းချက်တွေများနေလို့ကို့မှာမပြည့်စုံမှုတွေများနေလို့ငွေမရှာနိုင်ပါဘူးဆိုတဲ့သူတွေရှိဒီဗီဒီယိုကိုအဆုံးထိကြည့်သွားလိုက်ပါကျမတော့မတ်တင်နီလာဖြစ်ပါတယ် Nature Story ရဲ့ founder တယောက်လည်းဖြစ်တယ်လို့ကျမ coach အနေနဲ့လည်းစီးပွားရေးလုပ်ငန်းရှင်တွေကိုကူညီနေတဲ့ coach တယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျမကကျမရဲ့အတွေ့အကြုံတစ်ခုနဲ့နှိုင်းရှင် ပြီးတော့ပြောပြပေးခြင်းတယ်ကျမရဲ့အားသာချက်ကဘာလဲဆိုတော့ကျမဒီမဖြစ်နိုင်တဲ့အရာကိုတော့မပြောဘူးကျမလက်တွေ့လှုပ်ပြီးတော့ဖြစ်လာတဲ့အရာကိုပဲပြောလို့ပြောတာရှိတယ်အဲ့တော့ကျမရဲ့အတွေ့အကြုံတွေကနေရလာတဲ့အာဟိုရလက်တစ်ခုကိုကျမပြောပြပေးခြင်းတယ်ပေါ့စီပွားရေးလုပ်တဲ့အခါမှာလေတော်တော်များများသောသူတွေပြောကြတာအားသာချက်ကိုရှာအားသာချက်ကိုရှာအဲ့ဒီအားသာချက်ကနေငွေပြန်ရှာဒါမျိုးတွေပဲပြောကြတယ် နော်ကျမရဲ့အယူအဆအဲ့လိုမဟုတ်အားသာချက်ကနေငွေချလို့ရတာမှန်တယ်ဒါပေမဲ့အားနေချက်ကိုလည်းကျမတို့အတုံးချနိုင်ရမယ်အားနေချက်တခုခုကိုမှရှိနေလို့ဒီအားနေချက်ကြောင့်ကိုကိုမှလုံးလို့မရဘူးဘောင်ကတတ်ချက်တွေရှိပါတယ်ဆိုတော့အားငယ်စိတ်တွေစိတ်ပြတ်တဲ့စိတ်တွေကိုကိုကိုမှတခါတဲ့အထင်သေးတဲ့စိတ်တွေနဲ့ကျမတို့ငုံရှိုးနေလို့မရဘူးဘဝကြီးကကိုမှရှိရဲ့အားသာချက်ကိုမကြီးအားနဲ့အကုန်လုံးကိုသိရမယ်ပြီးရင်အဲ့ဒီဟာတွေကနေဘလို့ဝင်ငွေဖြစ်နေပြောင်းမလဲဆိုတော့ကျမတို့သိရမယ် ဟုတ်ပြီနော်အဲ့တော့အာတာချက်ဆိုတာကိုယ့်ရဲ့ဘဝမှာယတနာစကားနဲ့ပြောရင်ကြောက်ကောင်းတပွင့်ဆိုရင်အာနဲ့ချက်ဆိုတာကြောက်ရိုင်းတဲ့တုံးပဲကြောက်ကောင်းတပွင့်ကြောင့်လဲဈေးကောင်းရတဲ့တန်ဖိုးတစ်ခုတက်နိုင်တယ်လို့ကြောက်ရိုင်းတပွင့်တတုံးကလည်းဒီမှာတို့တေချာလေးသွေးပြီးတော့မှတန်ဖိုးတက်အောင်လို့လို့ရှင်တကက်အရေကောင်းတဲ့ကြောက်ဖြစ်တဲ့တန်ဖိုးတစ်ခုကျမတို့ရနိုင်တယ်အဲ့ဒါကြောင့်မို့ကြောက်ကောင်းကြီးပဲမရှာနဲ့ကြောက်ရိုင်းကိုလည်းသွေးပါလို့ကျမပြောပြပေးခြင်းတယ်အဲ့တော့ကျမရဲ့အထွေကြောင့်လဲရှင်ပြီးပြောရမယ်ဆိုရင်ကျမဒီသပင်လုံးဝမကောင်းဘူးကျမငငယ်တော့သပင်တ အားကောင်းတယ်ပေါ့ဒါပေမဲ့ကျမဒီတက်တန်းအနည်း20 30လောက်နီးပါးလောက်ကြီးကိုပေါ့နော်ကျမဒီကောက်တာဖြောင်းတာဆေးဆိုးတာတောက်လျှောက်လို့ကမ်မီကယ်တွေတောက်လျှောက်ကြည့်တာကြတော့သပင်ကြီးကပါရပြီးကျွတ်ပြီးအများနဲ့ရှုပ်ထွေးနေတာပေါ့သပင်ကအဲ့တော့ကျမဒီ local product စပြီးထုတ်တဲ့ချိန်မှာတင်းနီလာဒီဘတော်မှခေါင်းလျှော်ရင်မထုတ်ပါဘူးဆိုတော့စိတ်ခံစားချက်နဲ့ကျမနေခဲ့တယ်လုံးဝမထုတ်ဘူးဒါပေမဲ့အချိုးချိုးအချောင်းချောင်းတွေတောင်ခေါင်းလျှော်ရင်ထုတ်ရတော့မယ်ဆိုတဲ့အချိန်မှာလေကျမလူတိုင်းကတားတယ်ဒါနေဒီလောက်သပင်တွေစိုးဝါးဆုပ်ပြန့်တာနေခေါင်းလျှော်ရင်ရတယ်ဘတော်မှပေါက်မှာမဟုတ်ဘူးဆိုကျမပြောခဲ့တယ်ပေါ့နော် ဒါပေမဲ့တတ်တန်း၄နှစ်ကျော်သွားပြီ။ကျမရဲ့ပန်ထွာခြင်းနဲ့ပေါင်းတင်ခေါင်းရွှေဈေးွက်ထဲမှာဒီနေ့ဒီချိန်ကြီးရက်တည်နေနိုင်တာဘာကြောင့်လဲကျမရဲ့အဲ့ဒီပြက်စင်းနေတဲ့စပင်းလေးကိုကျမပြနိုင်ခဲ့လို့ကျမစပင်းလေးဘလောက်ပြက်စင်းနေပါလဲဆိုတော့ပြနိုင်ခဲ့တဲ့အခါကျတော့ကျမလိုဘဝတူတွေကဒီကောင်းရွှေကိုလာဝယ်ကြတယ် ဲ့ဒီအချိန်မှာကျမဆိုရင်ချက်ချင်းမကောင်းသေးဘူးเนาะကျမအဲ့၄နှစ်လုံးတောက်လျှောက်ဒီပန်ဒရာတစ်မျိုးလုံးကျမတောက်လျှောက်သုံးတယ်လက်တွေ့တွေလုံးပြတယ်အဲ့တော့ကျမဆိုရင်အခုကောင်းသွားတဲ့အချိန်မှာကျမရဲ့ပန်ဒရာရဲ့လွားရဲ့ကက်စတမာတွေလည်းကျမနဲ့ထပ်တူအခုဆိုသပင်းတွေတအားကောင်းသွားကြပြီအဲ့ဒါဒီလက်တွေပဲကျမဒီကြောက်ရိုင်းကိုသွေးနိုင်ခဲ့တဲ့အတွက်ဒီနေ့ဒီချိန်မှာကျမရဲ့ business ကအောင်မြင်သွားတယ်ဒါလေးကိုကျမပြပြပေးတာဖြစ်ပါတယ်